မင်္ဂလာပါရှင် PSM News ရဲ့နိုဝင်ဘာလ15ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။မင်္ဂလာပင်လယ်ော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လီဘီယာနဲ့မြောင်နယ်ဟာဆက်လက်တည်ရှိနေပြီးလာမယ့်နိုဝင်ဘာလ23ရက်နေ့နောက်ပိုင်းမှာတော့မုန်တိုင်းတလုံးဖြစ်လာဖို့ရှိနေတယ်လို့မိုးလေဝသပညာရှင်တွေကကြိုတင်ခန့်မှန်းထားကြပါတယ်။မြန်မာနိုင်ငံအပေါ်မှာကတော့ဆောင်းရာသီအဖြစ်ဖြစ်ပေါ်လာနိုင်မဲ့အရှိမျောက်လေးစီးကြောင်းတွေဝင်ရောက်နေပါတယ်။ ီလီစီကြောင့်နေတဲ့အတူမိုးရွာနိုင်မဲ့မိုးဒိန်တွေပါပါလာတာကြောင့်ဒီနေ့ကနေစပြီးတော့နိုဝင်ဘာလ16ရက်နေ့အထိ၄ရက်တာကာလအတွင်းမြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့မြဝကျောမဒေသတွေမှာမိုးအနှင်းငယ်ကနေမိုးအထင်တင်ရွာသွန်းနိုင်ပါတယ်ဒီနေ့နိုမာလာ15ရက်နေ့မှာတော့ AR တိုင်းနဲ့ပဲခူးတိုင်းအနောက်ဘက်ခြမ်းတို့မှာမိုးအနှဲငယ်ကနေမိုးအထင်တင်ရွာသွန်းနိုင်ပါတယ်။ ဒါပြင်နေရာကွက်ပြီးမိုးတဲထန်နိုင်တာတွေဖြစ်ပေါ်နိုင်တဲ့အတွက်တောင်သူဦးကြီးတွေအနေနဲ့စဘာလန်းနာတာတွေမပြုတ်လောက်ကြဖို့နဲ့ရေဆိုမခံတဲ့အရာတွေကိုအုပ်ဆိုင်ထားကြဖို့လည်းအကြံပြုလိုပါတယ်။အရာတွေတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တရင်းသားရီတိုင်းတို့မှာမိုးတိမ်တောင်းနေအားကောင်းနေတာကြောင့်လေပြင်းတိုက်တာမိုးကြိုးဖြစ်တာလိုမျိုးရုတ်တရက်ဖြစ်ပေါ်တတ်တဲ့မိုးလေဝသအန္တရာယ်တွေကိုလည်းသတိပြုဖို့လိုအပ်ပါတယ်။ မြမပင်လယ်ပြင်မှာတော့လှိုင်းအသင့်တင်ရှိနိုင်ပြီးလှိုင်းအမြင့်ကတော့9ဘီကနေ9ဘီခန့်ရှိနိုင်ပါတယ်။မော်တနင်းသားရေကမ်းရိုးတန်းတစ်လျှောက်မှာတော့လေပြင်းတွေတိုက်ခတ်နိုင်တာကြောင့်ပင်လယ်ပြင်အတွင်းသတိပြုသွားလာစေလိုပါတယ်။မနက်ဖြန်မနက်မှာတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာစိတ်စိတ်မြူဆိုင်နိုင်ပြီးရှမ်းပြည်နယ်၊ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကျဲကျဲမြူဆိုင်နိုင်ပါတယ်။နောက်နေ့အတွင်းရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာညအပူချိန်တွေအနည်းငယ်လျှော့နည်းလာနိုင်ပါတယ်ရှင်။ မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်းကျင်တာမှန်းနိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကို BSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် BSM ရဲ့နေစဉ်မိုးလေဝသအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်။ BSM ကိုကြည့်ရှုကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းကျန်းမာပေးကင်းစွာနဲ့တမဘာဘေးရဲ့နေအတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။